ကဲတငယ်ချင်းနဲ့မင်္ဂလာပါဗျ I love football season နဲ့ပြန်လဲကြိုဆိုလိုက်ပါဒီနေ့တော့ကျွန်တော်တို့ Arsenal ရဲ့လက်ရှိပဲ့ကန်ရှင်ပေါ့နော် Mr. Arteta ကြောင့်နည်းနည်းတော့ပြောလိုက်အောင်ဒီတော့ Arteta ကြောင့်ပြောမယ်ဆိုရင်ဗျအရင်ဆုံး Arteta ကဟို Everton နေပေါ့နော် Arsenal ဝင်သားကြီးပေါ့ခေါ်လိုက်တဲ့ကစားသမားကျွန်တော်တို့ဗျာဟို surprise ဗျာမှတ်မှတ်ရရ surprise ဆိုတော့ကျွန်တော်တို့ဟိုစမ်းချက်တို့ OZ ကိုခေါ်တဲ့ surprise မျိုးတော့မဟုတ်ကျွန်တော်တို့2000 လောက်လဲဗျကျွန်တော်သိမှမှတ်ပြီးတော့ဗျအဲ့ဒီ2015အဲ16အဲ့ဒီဝန်းကျင်လောက်ပါဗောနော်ဟိုတပြိုင်တည်းမာဒီဆက်ကာတို့ audit အဲ auditor မာဒီဆက်ကာပြီးတော့ဟိုဂျပန်ကအကောင်လေးအစနိုးလာအဲ့သူလည်းပါပြော၄၅ရောက်လောက်ဗျာတစ်ချက်တည်းရာသီဟိုဈေးကွက်ပိတ်ခန်းဒီမှာမစ္စတာပါပါမစ္စတာဝင်းကြီးခေါ်လိုက်တယ်မှာအဲအဲ့တော့အဲ့ဒီနောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့သူဟိုအသင်းကပ္ပရင်ဖြစ်သွားတယ်ဗောနော်အာဆင်နယ်ကွင်းထဲမှာ အရေးပါခဲ့တယ်ဗော Roses Kiro နဲ့တွဲဖက်ပြီးတော့ဗောနော်အဲအမေရရဗောအဲသူကတော့ကစားသမားဘွားမှာအောင်မြင်မှုတော့တိတ်မရောဗျာစပိန်မှာလည်းသူလက်ရွေးစင်ရဖြစ်တော့ဖြစ်တယ်ဗျာတိတ်ပြီးတော့ဟိုဝယ်မထားလဲဘာဖြစ်လဲဆိုတော့ซาบีတို့အလွန်ဆိုတို့ပြင်အင်နီယစ်တာတို့ဗောနော်အရင်ကောင်းနေတယ်ဆိုသူကအဲ့ဒီသူနောက်သူရဲ့နောက်မှာပဲရှိတယ်ဆိုတော့သူကကစားသမားအနေနဲ့စပိန်လက်ရွေးစင်မှာတိတ်ချောက်ကိုစားမပြုခဲ့ရဘူးဗောနော်အေဗာတန်မှာလည်းသူကောင်းပါလေဗျာအေဗာတန်မှာလည်းသူတော်တော်လေးကိုအေဗာတန်မှာလည်းဟို ကဲဟိုကလီဂျန်တရားလို့မျိုးဖြစ်ခဲ့တာပေါ့နော်တော်တော်လေးကောင်းအဲ့ဒါနဲ့ခေါ်ပြီးတော့သူကစားသမားပေါ့အောင်မြင်မှုကတော့ Africa ပဲရှိမှာပေါ့နော် Arsenal နဲ့ရတဲ့ Africa ပေါ့အဲအဲ့ဒီကနေပြီးတော့သူကကစားသမားပေါ့အနားယူပြီးတော့ Manchester City team မှာပတ်ကွာရီရဲ့လက်ထောက်လုပ်တယ်ပြီးတော့မှကျွန်တော်တို့ United Emery နဲ့အဆင်မပြေတဲ့ချိန်မှာကျွန်တော်ထောင်အဲ21ပေါ့နော်အဲ့လောက်ပါ Mr. Adidas ကိုခံလိုက်တာပေါ့နော်သူကဆက်ရောက်လာတဲ့သူကသူရဲ့စကားအထူးက process ပေါ့နော် ဟို process လုပ်ငန်းစဉ်ကိုယုံကြည်ပါဆိုတာပေါ့နော်အဲ့ဒီစကားကတော့ဟို follow fan တွေကြာပြည့်တဲ့ကြာမှာလောင်တာပဲဖြစ်ဖြစ်ထိုးတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီစကားတော်တော်လေးကိုထိရောက်ရတယ်သူရောက်ခါစားနှစ်မှာတော့ကန်ကောင်းထောက်မှာဗျာ Uber Mian တို့နဲ့ပေါ့နော်ကန်ကောင်းထောက်မှာဆိုတော့လည်း Apple Plan တလုံးရဖြစ်ချင်တော့ဗျာ Uber Mian နဲ့ FA ရပြီ Uber Mian ကိုစာချုပ်တက်ချုပ်တယ် Uber ကိုစာချုပ်တက်ချုပ်တယ်ပေါ့နော်အမလာတာတွေအများကြီးပေးပြီးတော့အဆင်မပြေဘူးဗျာသူတိဆောက်ချင်တဲ့ပုံစံနဲ့ဒီကစားသမားတွေနဲ့လုံးဝကြီးမကန်ဘူးအဲ့တော့ ဖန်နေပေါ့နော်ပရင်သက်တွေရောဘောလုံးကဘာအတိုင်းဝပြောနေတဲ့ကြားနဲ့ဥပမာမီလီယံလို့စာချုပ်ဖြတ်သိမ်းနေပိုဇေးကိုလည်းစာချုပ်ဖြတ်သိမ်းနေပေါ့နော်အဲအဲ့ချိန်မှာတော့ဗျသူကဘာမှမလုပ်ပြနေနိုင်တဲ့လူငယ်နီးပြားလေးတယောက်ဆိုတော့ပရင်သက်တွေကလုံးကလည်းဟာသူ့ကိုခြေရာတိုင်းလို့ပေါ့ဗျာသူ့ကိုခြေရာတိုင်းနဲ့အာဒီဒါဟိုလုတ်ချင်တာရှောက်လုပ်တယ်ပေါ့နော်သူကကလေးလေးနဲ့ပဲသူနိုင်တဲ့လူတွေကိုပဲအသင်းမှာထားခြင်းနဲ့ပေါ့နော်အဲအဲ့လိုမျိုးတွေအဲ့လိုမျိုးတွေဆိုတော့အဲ့ဘာမှမဖြစ်ဘူးပေါ့နော် ူသူများတွေတိတ်ဟိုမကြိုက်ဘူးပေါ့အဲဒီတော့ဒီမှာလည်းနောက်နောက်ရက်ဒီမှာလည်းဟိုယူရိုဘာလေးလိုဝင်ခွင့်တော့မရဘူးဗျာဘာဖလားမှမကန်တော့ဘူးเนาะပြည်တွင်ဖလားလောက်ပဲကန်ရတယ်ဆိုတော့အဒီတာကိုနည်းနည်းလေးတော့ချင်တာเนาะအဲဒီရက်ဒီမှာလည်းမှတ်မဲ့ရပွဲဥတဲ့ပွဲစဉ်၃ပွဲစတိုင်ရှုံးတာဗျာချက်စီကတော့ brand photo ကိုရှုံးနေတာမှတ်မိဦးမှာပေါ့လက်ရှိ David Raya တော့ knockout brand photo ရှုံးနေချက်စီကိုရှုံးနေနောက်ထပ်၃ပွဲစတိုင်ရှုံးနေ Manchester City ရှုံးနေအဲဒါပြီးတော့မှကျွန်တော်တို့ Northwest ကိုပေါ့နော် အိမ်ဝင်းမှာတော့တကလုံးနဲ့တော့ကိုနဲ့ပြန်နိုင်တယ်အဲ့ဒီချိန်ကဆက်ပြီးတော့အာဆင်နယ်နဲ့ပြန်ထောင်လာတယ်သူရဲ့ကောင်ဆာကာတို့ကိုနေရာပေးတယ်မာတင်နယ်လီတို့ပေါ့နော်အဲ့ချိန်မှာစမဲလိုတို့နဲ့သူတိဆောက်ခဲ့ရတယ်အဲ့လိုတိဆောက်ခဲ့ရတဲ့ဆင်နောက်ရတည်ကြတော့သူကအိုဇင်းနဲ့အဲ sorry ဂျေဆုနဲ့ဇချန်ကိုသူအသိဟောင်းကနေခေါ်လိုက်တာအဲ့ဒီခေါ်ယူခြင်းကဂျေဆုဇချန်ကိုရောက်လာခြင်းကအာဆင်နယ်ရဲ့အခုချိန်မျိုးဖြစ်ဖို့အတွက်အစပြုခြင်းလို့ကျွန်တော်ကတော့ထင်တယ်ဗျ။နောက်ပြီးတော့သူကစားခြင်းနဲ့ပုံစံတစ်ခုကိုတေချာ လိုက်နာပြီးကစားပေးနိုင်မယ်ကစားသမား၂ယောက်ပေါ့နော် inverted fullback ကိုစချင်ကိုကခံစင်မာတာညံ့ညံ့ inverted fullback ကစားတဲ့ချိန်မှာအရန်ကောင်းတယ်အဲ့လိုပဲဂါဗီယာဂျေဆုကလည်းဟို49နေရာမှာအရန်ကောင်းအောင်ပေါ့နော်ဟိုဖေးရက်လောက်တဲ့နေရာမှာအရန်ကောင်းတဲ့ကစားသမားတယောက်တဲ့သူ့ကြောင့်လည်းမာတင်နယ်လီလို့စာကားတို့ဒီလိုချိန်နေဖြစ်လာတယ်လို့ပြောလို့ရတယ်ပြီးတော့ OD ခက်နဲ့ perfect ပေါ့နော်အဲ့ဒီဘာမှရာဒီမှာ ਨੇ ကျွန်တော်တို့ကချန်ပီယံလိဝင်ခွင့်ပေါ့နော်ဥရောပဝင်ခွင့်လောက်ကိုမှန်းတာပြင်မဲ့တိုက်တဲ့ challenger ဖြစ်သွားတယ်စဉ်းနေစားရတယ်အဲနောက်တစ်နှစ် ထပ်ပြီးတော့နော်ကစားသမားတွေဖြစ်တဲ့ Glaride တို့လေခိုင်ဟာဘတ်တွေဖြစ်တင်းပြီးတော့ထပ်ပြီးတော့သူအသိအတဖြည်းဖြည်းနဲ့ပြတဆင့်မြင့်လာတယ်ဗျကစားနေလူတွေကဟာအဆင့်နဲ့အဆင့်နဲ့အဆင့်နဲ့ပြဒါပေမဲ့သူတိဆောက်ခဲ့တဲ့ပုံစံတဖြည်းနဲ့သင်ကကျစ်လက်လာတယ်မာကျော်လာတယ်ဒါပေမဲ့ Squad ကတော့တောင်းတမှုမရှိသေးဘူးဒီတယောက်နာဝိုင်းဒီတယောက်နေမှာသူနေပါပါနော်ကစားပေးနိုင်မယ်ကစားသမားမရှိဘူးတော့ဆာကာတို့ဆလီဘာတို့လို့ပေါ့နော်ကစားသမားတွေနာဝိုင်းအိုဒီကတ်တို့လို့ပေါ့နာဝိုင်းအသိအရိုင်ဝါတာတွေဖြစ်တာ ါဒါဒုတိယနေ့ကျွန်တော်တို့ဖန်တွေကလောဘကြီးနေတော့ဗောနော်လောဘကြီးကချန်ပီယံဖြစ်ဖို့ဗောဒီစင်မမန်စီးတီးကချေချော်တာအမန်စီးတီးပဲချေချော်ဗောလီဗာပူးကချေချော်နေတော့အရမျိုးနိုင်ဘူးအညာဗောဟုတ်ပါတယ်အာဒီတာတချို့နေရာတွေမှာကြောက်တာလန့်တာတွေတော့ရှိပါတယ်သူရဲ့အဆုံးမချက်မှားရချက်ဒါပေမဲ့သူသူတီဆောက်ခဲ့တဲ့ပုံစံကိုကျွန်တော်ပြောနေတာဗောသူရဲ့ true process ကအမှနှစ်နှစ်သုံးနှစ်ဗောနော်ဒီမနှစ်ကရာသီဆိုရင်လဲဒီလိုပဲတပြင်းအဲ့ဒါအမှချန်ပီယံလိဝင်ဝင်ရတဲ့အတွက်ချန်ပထမဆုံးရတယ်မှာပေါ်တိုနဲ့ပေါ်တိုကိုနိုင်ပြီးတော့ quarter final တက်တယ် quarter final ဘိုင်ယွန်ရှုံးသွားတယ်အဲ့တော့ညမဝင်ဝင်ချင်း champion league ပြန်နှစ်ပေါင်းများစွာဝေးကွာနေတဲ့ champion league ပြန်ဝဲဝင်ဝင်ရတယ်ဝင်ဝင်ချင်းနှစ်မှာပဲ quarter final ရောက်တယ်ပြီးတော့မနှစ်ကမနှစ်ကဆိုရင်အသင်းကတော်တော်လေးအဆင်ပြေလာပြီတော်တော်လေးအဆင်ပြေလာပြီ SMU ကလွယ်ရင်ဟိုကျန်တာကစားဒီတော့နေမှာ high harvard တို့ဂျေဆုတို့တန်ရာရတဲ့အချိန် Mike Morino ကိုအထောင်ဒီမီကစားနဲ့ Real Madrid လို့လို့အသင်းမျိုးတော့အင်ဝင်ဝေးဝင်နိုင်ပြီးတော့ဟို semi-final ရောက်လာတယ်ဗောန semi-final မှာလည်း ပါတီပွဲပယ်နေဟိုချန်ပီယံဖြစ်မဲ့ PSG ကိုဟိုအตาစည်းမဟုတ်တာတော့မြမနိုင်ဘူးပေါ့နော်တူတူတန်တန်ရှင်ပြိုင်နဲ့ဘုံစွာနဲ့ထွက်ခဲ့ရတာပေါ့အဲ့ဒါနဲ့ဒီမြင့်ရသည်မှာတော့ပြည်သက်အကောင်းဆုံးမှာအင်ရီဘာတာ ရောက်လာခြင်းနဲ့လူခေါ်ယူမှုတွေအကောင်းဆုံးနဲ့ချစ်ဆက်ပြီးတော့ဆက်လက်ချီတက်နေတယ်ပေါ့နော်အခုဆိုရင်လည်းဟို6ဘွဲကစားပြီးစင်မှာလေလီဗာပူးအောင်နံပါတ်กว่าနဲ့အဲ ဒုတိယနေရာမှာရပ်တည်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒါဟိုမစ္စတာအာဒီတာရဲ့ဟိုသူဖြတ်တန်းခဲ့ရတဲ့အခြေအနေပဲပြောတာပေါ့နော်သူရဲ့ true of process ဆိုတဲ့လုပ်ငန်းစဉ်ကိုယုံကြည်ပါဆိုတဲ့ဟာကလည်းကစားသမားတွေရာသီစမှာပြောကြတယ်ကာဗီရဲ့မကရဲတို့ကလည်းပြောကြတယ်သူပြန်နောက်ဆုံးအခြေအနေကိုရောက်နေပြီပေါ့နော်နောက်ဆုံးအဆင့်ပေါ့နော်ဖလားနေယူရမယ့်အဆင့်ကိုရောက်ဟုတ်ပါပြီပြည်သက်တွေလည်းဒီနှစ်မှာမှမစ္စတာအာဒီတာဖလားမယူပေးနိုင်ရင်ဟိုတိခတ်နိုင်ဆိုတော့ညော်နေပြီတော့ပြုတ်ကစားသမောင်းတွေလည်းခေါ်ခဲ့ပေးတယ်။ဘလုံးလည်း ဆင်ပြေအောင်လုပ်ပေးတယ်ပေါ့နော် inverter တာလည်းသူလို့လို့ကြိုက်တဲ့ကစားသမားတွေခေါ်ပေးတယ်အဲ့တော့ Mr. Adida အခုလိုမျိုးအသင်းကြီးအစုဖွဲ့ယူနော်ဟိုအင်္ဂလန်မှာပြောနေဗျာဥရောပမှာတော့တူတန်းနဲ့ရှင်နေတဲ့အသင်းကြီးဖြစ်လာအောင်သူလည်းတိဆောက်ခဲ့ရတယ်ဒီကစားသမားတွေကလည်းဒီအသင်းကိုကြောက်လာဖို့ဆိုတာလွယ်လွယ်နဲ့ပတ်စံတစ်ခုတည်းနဲ့ရောက်လာတဲ့လို့တော့ပြောလို့မရဘူးဗျာဟို Mr. Adida ရဲ့ပါဝင်ပတ်သက်မှုတွေကလည်းအနည်းဆုံး30ရာခိုင်နှုန်းလေးတဲ့ဘောနော်50ရာခိုင်နှုန်းလောက်ပါတယ်ကစားသမားတိုင်းကသူစင်းရွှေစီးရုံလိုက်တာ ਨੇ ဘလို့ပဲတခြားသင်းတွေရဲ့ကန့်လန့်ချက်မျိုးဆိုပယ်ချပြီးတော့အာဆင်နယ်ကိုရောက်လာတာပဲဗျာဒါအာဒီတာအစည်းလုံးလာတော့အရင်ကောင်းတယ်ဗျာနောက်ဆုံးဟိုအိုရီကတ်ဆိုအငှားနဲ့လာပြီးတော့ကျွန်တော်တို့စီမှာပဲကျွန်တော်တို့စီမှာကျွန်တော်တို့စီအာဆင်နယ်မှာအာဆင်နယ်ကိုဖြစ်သွားတာအဲ့လိုပဲဆိုပြီးမှနေမနေ့ကလီဗာပူးကိုရောက်တော့မလို့ပါတော့နောက်ဆုံးမစ္စတာအာဒီတာစီရောက်လာဗီတာရီယိုပြောရအသင်းနဲ့တိုက်ခတ်လုပ်ပြီးတော့ရမယ်အေဂျင့်ပါပါကစားသမားတွေမကောက်အေဂျင့်ပါရနိုင်တဲ့အခွင့်အရေးတွေဘောနပ်တွေပါအောင်ဆွန့်လုပ်ပြီးတော့အာဆင်နယ်ရောက်လာတယ် မော့စကွဲယာလူငယ်တွေကမှာလေအာဆင်နယ်ကိုရောက်လာတယ်ဟောဟင်ဂါဘီဟင်ဂါဘီလိုကစားတော့အာဆင်နယ်ကိုရောက်လာတယ်စဉ်းစားကြည့်ပါတော့ဒါကြောင့်အခုဆိုရင်ဗျာအီတန်ရန်ရယ်ဒီလို့လူဝစ်စကယ်လီတို့လို့အကယ်ဒမီကစားသမားလေးတွေနဲ့စပြီးတော့ကေဗီယံမှာကဟေအခုနောက်ဆုံးစာကြောချုပ်လိုက်တယ်ဝီလျံစလီပါရီယယ်မက်ဒရစ်လို့အသင်းမျိုးကခေါ်ဖို့အတွက်ပြင်ဆင်နေတယ်တင်းနေလေအများကြီးကြော်နေတဲ့ကစားသမားကအာဆင်နယ်မှာအာဆင်နယ်ဖြစ်အောင် အာဆင်နယ်မှာပဲအောင်ပွဲတွေရတဲ့ဒီဆက်လက်တိုက်ပွဲဝင်မယ်သူရဲ့ကစားသမားအကောင်းဆုံးကစားသမားဘဝဖြစ်မယ်လို့ယုံကြည်တဲ့ဒီအသင်းမှာဆက်လက်နေမယ်ဆိုရင်အဲ့တော့ဒီလာဇာတိုးပေတာတွေဘာတွေတခုတည်းကြောင့်လို့တော့ပေါ်တာနေမထင်နဲ့လားမစ္စတာအာနီတာရဲ့လုပ်ငန်းစဉ်မစ္စတာအာနီတာရဲ့တိဆောက်ခဲ့တဲ့အချိန်ကြီးမစ္စတာအာနီတာကိုယုံကြည်ချက်တွေပေါ့နော်အဲ့အခုဆိုလဲစာကလည်းတရင်တွေထွက်လာပြီစာကလည်းဆက်စွဲချုပ်ဖို့အနည်းဆက်ဆုံးနေထားကိုရောက်နေပြီအဲ့တော့ဒီလိုစုဖက်ကြည့်ရအောင်ဗျာ ိုးချန်ပီယံလိမပြောနဲ့ဗျာဥရောပဝင်ခွင့်တော့မသေးကြဟိုအသင်းအသင်းငယ်တွေကိုအသေးတန်ခံအသင်းလက်တွေနဲ့သူတင်ကိုနဲ့အသင်းကြီးတွေဆိုရင်ဘယ်နှခုပြတ်ရှုံးမလဲဆိုတဲ့အခြေအနေမျိုးကနေကျွန်တော်တို့ကိုယ်တိုင်ဟိုရင်နာနာနဲ့ကြီးခဲ့ရတဲ့ဒီအသင်းဟောဒီ၄၅နှစ်တွင်မှာအာဒီတာဒီလိုအဆင်ရအောင်လုပ်ပေးခဲ့တာဟုတ်ကျွန်တော်အာဒီတာအားလုံးကောင်းတယ်ဆိုတော့ပြောတာပေါ့ဒါပေမဲ့ချိုးရရဗျာအန်တီတာကိုနည်းနည်းဟာဒီလူမပါပြောင်းဒီလူပါကြောင်းထဲလဲသူ့မွေးစားသားလားဟာဒါမလို့ခုဟောလူကလဲပြန်ပြီဘာကြောင့်ဒီလူနဲ့ပွဲမထုတ်တာလဲဟာဟိုလူကိုလဲပါလား ါကြောင့်ပေါ့ကြောက်တာပေါ့ဗျာညာဆိုတာအဲ့ဒါအဲ့လိုလူတွေကိုပဲကျွန်တော်ပြောချင်တာဘာဟုတ်ပါလဲအတဲလူဆိုတော့ဗျာမှားတဲ့ခါတိုင်းမှာသူတွက်တာနဲ့တစ်ခါနေပြနဲ့နေပြဟာချင်းကိုကဟိုခံမှန်းနဲ့ကိုကိုလှုပ်ဆောင်တဲ့လုပ်ငန်းနေပြဟာဟိုတစ်ဖက်ကအသာစီးရပါတာမျိုးလည်းရှိတာပေါ့ဒါပေမဲ့ तू လှုပ်တာသူ့ရဲ့အတင်းအခြေအနေပေါ်မူတည်ပြီး तू လာရောညစ်တွေပြအောင်ကစားတာဥပမာပြကျွန်တော်တို့ဆိုပထမဆုံးမန်စီးတီးနဲ့ဒုတိယအဆင့်နဲ့ရတယ်မှာကျွန်တော်တို့ကလုံးဝဘောလုံးကိုကင်ပြီးတော့တိုက်စစ်နေကြတာဒါပေမဲ့ ဘယ်လောက်ပဲဘောလုံးကန်တာကိုမရနိုင်ဘူးပြီးရင်ဂိုးတွေပြန်ပေးပြီးတော့ရှင်းနေပါတယ်အဲဒုတိယရာသီမှာသူနည်းနည်းလေးရှော့လာတယ်တိုက်စစ်တော့ကစားတယ်ဒါပေမဲ့ခံစစ်ကိုနည်းနည်းလေးထိရောက်ဒါပေမဲ့ကိုယ့်ရဲ့ဟိုကစားမအင်အားပေါ့နော်စကော့တက်ကလည်းမတောင်းတင်းတော့တယောက်ယောက်တန်ရရတာနဲ့အဲ့ဒီအခြေအနေတွေဂျိုင်နေပြီကျွန်တော်တို့ကလိုလဲသွားတာပဲမနေ့ကယာယီဆိုမနေ့တည်တာလာတယ်ဗျာဒီကသူကအဲ့ဒီကိုမပေးရအောင်မနေ့ဦးစားပဲဒါပေမဲ့ခံစစ်ကိုသူများဟိုအရင်ကလည်းဘတ်စကားကွာဆိုပြီးတော့ခံစစ်ကြီးပိတ်ပြီးတော့သူများတိုင်းရင်ကန်တာကို ခံပြီးတော့မှကောင်တာနဲ့ဂိုးရပါအဲ့လိုမျိုးမဟုတ်ဘူးဗျာအဆင်နဲ့ကစားအခုဒီနေ့ဆိုအတိသားကြီးသူကချင်းချင်းပြောရမြားတစ်ဖက်ကိုဟိုကိုယ့်စီကိုအခွင့်အရေးတွေမပေးဘူးဗျာကိုကလည်းကိုကအခွင့်အရေးယူမယ်သူတို့ထပ်ပို့ယူပြီးတော့ဂိုးရအောင်သူမယ်အဲ့လိုမျိုးသူတို့အခွင့်အရေးလုံးဝမပေးနိုင်အောင်တက်နိုင်လုံးဝမပေးဘူးပေးနိုင်တဲ့အခွင့်အရေးဆိုလဲအ ਨੇ ဆုံးဖြစ်အောင်စူးစမ်းပြီးတော့ကစားမယ်ပြီးရင်သူတို့ကိုကိုကသူတို့ထပ်တားတဲ့အခွင့်အရေးယူပြီးတော့အနိုင်ယူမယ်အဲ့လိုမျိုးအဲ့လိုမျိုးအစ်စင်းနဲ့တွားတာအခုဆိုကွာဒီယိုလာတော့တောင်ကစားလာပြီဗျာဒီကန်တဲ့ကစားဒါအာနီတာက ဟိုအရင်တည်းကကြုံမြင်နေတဲ့ပုံစံတော့ဖြစ်နေတာအာဒီဒါကတော့ဟိုဘောလုံးပေါ့ဗျာကိုကင်ပြီးတော့တစ်ဖက်သင်းကိုဖိအားပေးပြီးကစားနိုင်တယ်ဘောလုံးပိုင်ဆိုင်မှုတာနဲ့အဲ့လိုကစားကလည်းကစားခဲ့ပြီးပြီးရင်ဟိုပြင်းပြတတတော့လည်းကစားဒီနှစ်ကျတော့ဗီဒီယိုဂရက်ကိုဟိုခေါ်လိုက်တဲ့အချိန်နေမှာခန်းစစ်ကိုတေချာပြင်ဆင်တယ်ဒါပေမဲ့ဟိုပိတ်ကစားတာမဟုတ်တော့ဘောလုံးပိုင်ဆိုင်မှုအာဆင်နယ်အတွက်ကြည့်အောင်ဘောလုံးပိုင်ဆိုင်မှုကဟိုရော့တဲ့ပွဲရံနဲ့နဲတာဗောနော်ဟိုအများတန်းတော့ဘောလုံးမှာလည်းအသာစီးရတယ်မဟုတ်သူတင်ကိုတင်ရှင်ပြိုင်နိုင်တယ်ဗောနော်အဲ ဒါပေမဲ့ तू ကအခုဆိုရင်အဲ့လိုမျိုးတစ်ဖက်တင်းအောင်ပြောပြီးတော့ဟိုဗီလာယိုဂရက်လို့လို့ရှိနေတော့ तू ကဟိုအလောင်းဘောတွေအခုဆိုကြည့်ဗျာပြီးခဲ့တဲ့နျူကာဆန်နဲ့ပွဲဆိုအရင်ဆိုရင်ဘောလုံးဘောသမားရာယာဘောလုံးရရင်ဘေးကိုပေးမယ်ဟိုဘက်ပေးမယ်ဒီဘက်ပေးမယ်အလဲထုတ်မဟုတ်ဘူးအခုဆိုရတာနဲ့ညာဖြစ်ကျွန်တော်ကြည့်နေစောင့်ကြည့်နေဘောလုံးဘောလုံးရတဲ့90ရာခိုင်နှုန်း80ရာခိုင်နှုန်းအရှိ့ဘက်ကန်တင်တာဒါပြရယိုဂရက်ရဲ့ကြံ့ခိုင်မှုသူရဲ့ body ဟိုသူရဲ့ကိုယ်ကာယဟိုဟာနဲ့ဗီဒက်နဲ့ လွဲပြီးတော့တက်နိုင်တော့ဟိုလောင်းဘောအနေနဲ့ကစားပါတယ်တွေ့ရတော့လက်ရှိ arts arts ဒီတာဒီဆောက်ထားတဲ့အာဆင်နဲ့သင်ရလူစင်ရတော့ဂျင်းနဲ့အားရစရာကြီးဗျာအဲ့တော့ဒီနေ့မှာတော့စူပလာတစ်ခုခုရမယ်လို့တော့ယုံကြည်တယ်ဗျာအဲ့တော့ပေါ်လာရောအာဆင်နဲ့သင်ဒီနေ့မှာစူပလာရနိုင်လားဆိုတာကို comment box မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကိုကြော်ပါခင်ဗျာ